မြန်မာအပေါင်းဝင်၁၂နိုင်ငံကိုပြည်ဝင်ခွင့်ဗီဇာပိတ်လိုက်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန်ဟာဒီနေ့ဂျွန်လ9ရက်မှာစတင်အသက်ဝင်လာပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာထရန့်ကလက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့အမိန်အရအာဖဂန်နစ္စတန်၊မြန်မာ၊ချတ်၊ကွန်ဂို၊အီကွေဒိုရီးယား၊ဂီနီယာ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လေဗျာ၊ဆိုမာလီယာ၊ဆူဒန်နဲ့ယီမန်နိုင်ငံသားတွေဟာအမေရိကန်ကိုပြည်ဝင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။နောက်ထပ်နိုင်ငံပေါင်း9ခုဟာလည်း အမေရိကန်ကအကန့်အသတ်နဲ့ဗီဇာပိတ်ပင်မှုကိုကြုံတွေ့ခဲ့ရပါတယ်။မြန်မာအပါဝင်၁၂နိုင်ငံကိုဗီဇာပိတ်တာနဲ့ပတ်သက်ပြီး Trump ကလုံခြုံရေးစိတ်မချရမှုတမတ်ဗီဇာတက်တန်းထက်ကျောလွန်တဲ့ overstay နေထိုင်သူတွေများပြားမှုအစရှိရာတွေကိုအကြောင်းပြချက်ပေးခဲ့ပါတယ်။ဗီဇာအပြည့်အဝပိတ်ခံရတဲ့၁၂နိုင်ငံရဲ့နိုင်ငံသားတွေဟာအမေရိကန်စီဝင်ရောက်ဖို့ဖြစ်နိုင်ခြေဗီဇာအမျိုးအစားအလုံးနှိပါပိတ်ပင်ခံကြရတာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေမှာထင်းသားမြင်သားတဲ့တိုးတက်မှုတွေရှိလာရင်တော့ ိတ်ပင်မှုတွေကိုဖြေလျှော့ပေးသွားမယ်လို့ထရန့်ကပြောပါတယ်။အင်ဖြူတော်ကအခုပိတ်ပင်မှုတွေဟာအမေရိကန်နိုင်ငံသားတွေကိုပြည်ပနိုင်ငံသားတွေရဲ့ချင်းချောက်အနေနဲ့ပေးနိုင်ခြေတွေကနေကာကွယ်ဖို့အတွက်နီးမှန်လမ်းမှန်လှုပ်ဆောင်မှုလို့ပြောပါတယ်။တဖက်မှာလည်းအဲ့ဒီအမိန့်နဲ့ပတ်သက်လို့ပြည်တွင်းမှာရောပြည်ပကပါတရားရေးအရာတန်တမာရေးအရာဝေဖန်တာတွေတုတ်ပြန်မှုတွေရှိလာပါတယ်။ဥပမာချက်နိုင်ငံဟာအမေရိကန်နိုင်ငံသားအလုံးကိုပြည်ဝင်ခွင့်ဗီဇာပိတ်ပြီးလက်တော့ပြန်ခဲ့တယ်လို့ဆိုမာလီယာကတော့ လုံခြုံရေးအာမခံချက်နဲ့ပတ်သက်ပြီးအခြေအနေတိုးတက်လာအောင်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကြေညာခဲ့ပါတယ်။အာဖရိကသမဂ္ဂကတော့ထရန့်ရဲ့ပိတ်ပင်စည်းင်းတန်းမှာပါဝင်တဲ့အာဖရိကဒေသတွင်နိုင်ငံတွေကိုစားအမေရိကန်နဲ့အပြုတ်တဘောဆောင်တဲ့ဆွေးနွေးမှုတွေကိုလုံဆောင်သွားမယ်လို့ပြောပါတယ်။အမေရိကန်မှာတော့အတိုက်ခံဒီမိုကရက်တစ်အင်အားစုတွေကထရန့်ရဲ့ဗီဇာပိတ်ပင်အမဲကိုအပြင်းအထန်ရှုတ်ချခဲ့ကြပါတယ်။ဒီလောက်ရဟာပထမသမ္မတသက်တမ်းတော့ကမွတ်စလင်တွေကိုပြတ်မှတ်ထားပြီးဗီဇာပိတ်တဲ့ထရန့်ရဲ့လောက်ရကိုပြန်လည်ထိန်းရစေခဲ့ကြောင်း အကျိုးဆက်အနေနဲ့အမေရိကန်ဟာကမ္ဘာလယ်မှာပိုပြီးအထူးကျန်သွားတာပဲအဖတ်တင်ကြောင်းအမျိုးသမီးလွှတ်တော်အမတ်ပါမီလာဂျာရယ်ဖဲလ်ကလူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားခဲ့ပါတယ်။တစ်ဖက်မှာလည်းဗီဇာပိတ်ဆို့မှုကိုမှန်ကန်တယ်လို့ထောက်ခံသူတွေလည်းရှိနေပါတယ်။အမေရိကန်ကိုဝင်ရောက်နိုင်တယ်ဆိုတာကလူတိုင်းအတွက်အခြေခံအခွင့်အရေးမဟုတ်ပဲအခွင့်အထူးတစ်ခုသာဖြစ်တယ်လို့လွှတ်တော်အမတ်တူဦးဖြစ်တဲ့ Clay Higgins ကပြောကြားသွားပါတယ်ရှင်။